နောက်ရသည့်ဥရောပပြိုင်ပွဲတွေမှာပရီးမီးယားလိအသင်း၈သင်းဝင်ပြိုင်ခွင့်ရှိသလားချန်ပီယံလိပြိုင်ပွဲကိုပရီးမီးယားလိအသင်း၆သင်းရှင်ပြိုင်လို့ရနိုင်တယ်ဆိုတာအမှန်တကယ်လားပရီးမီးယားလိအတွက်ချန်ပီယံလိဂျူဘလိကွန်ဖရင့်လိဒီ league တွေရဲ့ allocation ဘလို့အခြေအနေရှိသလဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဒီ video မှာသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အလုံးမဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးခြင်းဒါကတော့ Premier League အသင်းတွေရဲ့ဥရောပဝင်ခွင့်ပြိုင်ပွဲအိမ်မက်ဥရောပဝင်ခွင့်ပြိုင်ပွဲတွေကိုဘယ်လိုရရှိနိုင်တယ်လဲ Champions League ဘယ်နေရာရရှိနိုင်တယ်လဲအစားရှိတဲ့အကြောင်းတွေအတွက် စီးမြင်တွေဥပဒေတွေအကြောင်းပဲဖြစ်ပါတယ်လက်ရှိ Premier League ဥရောပပြိုင်ပွဲဝင်ခွင့်အတွက်အင်မတန်တိုက်ပွဲပြင်းထန်နေတယ်ဒါအပြင် Champions League နဲ့ Europa League မှာလည်း Semi-final နဲ့အသီးသီးရောက်ရှိထားကြတာဖြစ်တဲ့အတွက် ဝေဘဝဝင်ရရှိဖို့လမ်းကြောင်းတွေအများကြီးဖြစ်နေတယ်ပေါ့နော်အဲ့တော့ပုံမှန်အဖြစ်1-4ကချန်ပီယံလိဝင်ဝင်ရတယ်အဆင့်9နဲ့ FA ဖလားချန်ပီယံကယူဘာလိဝင်ဝင်ရတယ်ပြီးတော့ကာရာဘောင်ဖလားချန်ပီယံက Conference League ဝင်ခွင့်ရတယ်အဲ့တော့ဒီ FA ဖလားနဲ့ကာရာဘောင်ဖလားချန်ပီယံတွေဟာဒီ Top 6အထဲမှာရှိနေခဲ့တယ်ပေါ့နော်သက်ဆိုင်ရာပြန်ပွဲတွေကိုဝင်ခွင့်ရရှိပြီးသားအသင်းတွေဖြစ်နေတယ်ဆိုရင်အဲ့ဒီနေရာတွေ8 place တွေကနေဒီ League Standing ဘက်ကို လွှဲပြောင်းလိုက်ပြီးတော့အောက်ကိုရွှေ့သွားမှာဖြစ်တယ်အဲ့တော့အောက်ကအသင်းတွေပိုရသွားမှာလက်ရှိမှာတော့ Premier League ရဲ့တည်မှုမှာ Newcastle အဆင့်3ပေါ့နော် Conference League လမ်းကြောင်းသွားမဲ့ဒီ Carabao Cup Champion Newcastle အဆင့်3ဖြစ်တဲ့အတွက်အဲ့ဒီအတိုင်းသာပြီးခဲ့မှာဆိုရင်အဲ့ဒီ EFL ကကာရာဘောင်ဖလားရဲ့တနေရာဟာပရီးမီယာလိစတန်ဒင်းတွေရောက်လာမှာဖြစ်ပြီးတော့အောက်ကိုတဆင့်ထက်တိုးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကလက်ရှိစီမီးရဲ့အလုပ်လုပ်ပုံဖြစ်တယ် FA ဖလားမှာဆိုရင်လည်းဒီလိုပဲပေါ့လေ FA ဖလားလက်ရှိစီမီးဖိုင်နယ်ရောက်ရှိနေပြီစီမီးဖိုင်နယ်ရောက်ရှိနေတဲ့အသင်းတွေက Manchester City, Nottingham Forest, Crystal Palace နဲ့ Aston Villa လို့ဖြစ်တယ်အဲ့တော့ Crystal Palace ကလည်းလိုကျန်တဲ့၃သင်းက Champions League place တွေထဲမှာပြီးသွားနိုင်တဲ့လားလားများနေတယ်ပေါ့နော်အဲ့တော့ Crystal Palace ပိုဆွဲတာမဟုတ်ပဲဟို၃သင်းပိုဆွဲတယ်ဆိုရင် အဲ့ဒီ၃သင်းကလည်းဒီ top system မှာရှိနေခဲ့တယ်ဆိုရင် place တစ်ခုကအောက်ကိုထပ်ပြီးတော့ရွှေ့မှာဖြစ်တယ်အဲ့လိုတစ်ဆင့်တစ်ဆင့်ရွှေ့ရွှေ့သွားမှာပေါ့နော်ဒါကြောင့်မလို့ Premier League အသင်း၈သင်းလောက်အထိဥရောပဝန်ကွင်ရှိနေတယ်ပေါ့နော်အဲ့တော့တကယ်တော့၈သင်းထပ်ပို့ပြီး၁၀သင်းဆက်တဲ့သင်းတွေတောင်ဖြစ်သွားနိုင်တယ် right time ပေါ့နော်ဒီမှန်ကန်တဲ့အချိန်နေမှန်ကန်တဲ့အဆင့်နေမှာသွားပြီးတော့တိုက်ဆိုင်နေခဲ့မှာဆိုရင်၁၀သင်းလောက်အထိတောင်ဖြစ်သွားနိုင်တယ်အဲ့တော့လက်ရှိမှာတော့တွက်ချက်မှုတွေအရ၈သင်းကတော့ဖြစ်နိုင်ချေတော်တော်လေးများတဲ့အခြေအနေပေါ့နော်အဲ့တော့ဒီလက်ရှိ Champion League ရဲ့စနစ်အရာပုံမှန်အဖြစ်၄နေရာဒါပေမဲ့ဒီ EPS system လို့ခေါ်တယ်ဗောနော EPS system ရဲ့အမှတ်ခွဲဝင်မှုရ Premier League ရဲ့ထိပ်ဆုံးနှစ်သင်းထဲမှာရှိနေတာဖြစ်တဲ့အတော့တနည်းအားဖို့ထက်ရဒါကြောင့်မလို့125ကို Champion League ဝင်ဝင်ရရှိသွားမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီ125ဟာ125မှာ124ကလုံးဝတေချာတဲ့ဒီ Champion League ဝင်ဝင်ဖြစ်ပြီးတော့ခုန5နေရာကတော့တချို့တော့အထူးသဖြင့်ဒီ Arsenal အသင်းဗောနော Champion League ဝင်ဝင်ရရှိ Arsenal အသင်းဟာအဲ့ဒီအဆင့်5ကြီးရောက်ရှိလာမယ် ချန်ပီယံလိမှာလည်းသူတို့ချန်ပီယံလိကိုပိုးဆွဲတယ်ဆိုရင်အပြောင်းလဲတွေအများကြီးဖြစ်ကုန်မှာဖြစ်တယ်ပေါ့နော်အဲ့လိုအဲ့လိုအပြောင်းလဲတွေအများကြီးဖြစ်ကုန်ခြင်းနဲ့အတူ900အထိရရှိသွားတာမျိုးဖြစ်နိုင်တယ်ဘလို့အချိန်နေမှာလဲဆိုတော့ယူရိုပါလိမှာမန်ချက်စတာယူနိုက်တက်သို့မဟုတ်တော်တင်ဟော့စပါကချန်ပီယံဖြစ်တယ်ဒါကြောင့်မလို့သူတို့ဟာဖြစ်ခဲ့မယ်ဆိုရင်သူတို့ဟာချန်ပီယံလိဝင်ငွေတနေရာကိုရရှိမယ်အာဆင်နယ်အသင်းကချန်ပီယံလိမှာချန်ပီယံဖြစ်မယ် ဲ့ဒီတော့တို့တနေရာရရှိမယ်အဲ့ဒီအာဆင်နယ်အသင်းရဲ့လက်ရှိအဆင့်နှစ်ကနေအဆင့်6အထိပြုတ်ကျသွားခဲ့တယ်ဆိုရင်ခုန1 to 5နေရာရဲ့ယူဘာလီတနေရာရဲ့ချန်ပီယံလိတနေရာရဲ့အဲ့ဒီဟာတွေအကုန်လုံးပေါင်းပြီးတော့ချန်ပီယံလိဝင်ဝင်ကိုရရှိသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့တော်တော်လေးကိုထူးဆန်းပြီးတော့ဒါကြီးကတော့ဖြစ်တန်ချေအင်မတန်လဲပါတယ်ဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်ဟာချန်ပီယံလိ place တဲမှာပဲအဲ့ဒီဟာကိုအဆုံးသတ်သွားဖို့များနေပေါ့နော်လက်ရှိအခြေအနေမှာတော့ချန်ပီယံလိဝင်ဝင်ဟာ6နေရာအထိရရှိသွားနိုင်ခြေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ top 5 အသင်းတွေပေါ့နော် top 5အသင်းတွေဟာ champion league ဝင်ငွေရရှိမယ် extra အဖြစ်ကတော့ဒီ tottenham hotspur တို့မဟုတ် manchester united champion league europa league ကိုနိုင်ရရှိခဲ့မှာဆိုရင်ဒီ champion league ဝင်ရရှိသွားမှာဖြစ်တယ်အဲ့တော့ဒါလက်ရှိအနေထားအဲ့တော့အဲ့လိုဖြစ်ခဲ့တယ်ဆိုရင်ခုနကကျွန်တော်တင်ပြထားခဲ့သလိုမျိုးအောက်ကိုတစင်းတစင်းထက်ရွှေသွားမယ်ပေါ့နော်တစင်းတစင်းထက်ရွှေသွားပြီးတော့အမ်ကျွန်တော်တို့ဒီအမဘေးစရာရက်တည်မှုမှာအမြင့်ဆုံးလူတွေကထပ်တက်ပြီးတော့ပြန်ဝင်သွားမှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ FA ဖလားမှာလည်းသူ Manchester City ကိုဆွဲရပဲထားပါတော့ FA ဖလားကို မန်ချက်စတာစီးတီးပူဆွဲတယ်မန်ချက်စတာစီးတီးကလည်း top 4ထဲမှာရှိနေတယ်အဲ့လိုရှိနေရဆိုရင် FA ဖလားရဲ့ Europa League နဲ့ရာဟာ league ကိုရောက်ရှိလာမှာဖြစ်တယ်အဲ့တော့1 to 5 1 to 5ရာ champion league ဝင်ငွေရရှိပြီးသားအဲ့ဒီအတွက်ဒီအဆင့်6အဆင့်9ဟာ Europa League ဝင်ခွင့်ကိုရရှိသွားမှာဖြစ်တယ်ပြီးတော့ conference league မှာ Newcastle ကရရှိပြီးသား Newcastle ကလည်း top 4ထဲဝင်နေပြီးသားဆိုရင်အဆင့်8အသင်းဟာ Europa League ်ကွန်ဖရင့်လိဝင်ဝင်ရရှိတာမှာဖြစ်တယ်အဲ့တော့ Manchester United သို့မဟုတ် Tottenham Hotspur ယူဘာလီကိုပိုးဆွဲတဲ့ scenario နဲ့ပေါင်းကြည့်လိုက်မယ်ဆိုရင် Champion League ကို6သင်းယူဘာလီကို2သင်း Conference League ကို2သင်းစုစုပေါင်း6သင်းအထိဖြစ်သွားနိုင်မယ်အခြေအနေမှာရှိနေတယ်ဒီလိုမျိုးဖြစ်လာမယ်လို့ကျွန်တော်ဆိုလိုတာတော့မဟုတ်ဘူးတချို့သောအခြေအနေတွေကိုင်းညီသွားတဲ့အခါမှာဒီလိုမျိုးအထိဖြစ်လာနိုင်ခြင်းရှိတယ်အဲ့ဒီချက်ပို့ပြီးတော့ရှုပ်ထွေးတဲ့အခြေအနေတခုလည်းရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ Conference League မှာ Chelsea အသင်းဟာကျန်ရှိနေသေးတယ် အဲ့ Chelsea အသင်းက Conference League ကိုရရှိခဲ့မယ် Champion ဖြစ်ခဲ့မယ်ဆိုရင် Conference League Champion ရိုးပါလိဝင်ဝင်ရရှိတာဖြစ်တယ်အဲ့တော့ Chelsea က Conference League ကိုရရှိခဲ့ပြီးတော့လက်ရှိအဆင့်6မှာရပ်တည်နေတယ်ပေါ့နော်အဆင့်6မဟုတ်ဘဲနဲ့အဆင့်8အဆင့်9လောက်ထိရောက်ရှိသွားမယ်ဆိုရင်ရိုးပါလိဝင်ဝင်တနေရာထပ်တိုးရရှိလာမှာဖြစ်ပြီးတော့ Conference League ဟာလည်းခုနအောက်ကိုထပ်ပြီးတော့ရရှိလာမှာဖြစ်တဲ့အတွက် Premier League 9သင်းလောက်အထိဟာဝေဘဝင်ဝင်ရရှိ သွားဖို့ရှိနေတာဒါကြောင့်လေအသင်းတိုင်းဟာပွဲတိုင်းကိုလုံးဝအယုံအပြေဝဆိုက်ပြီးတော့ကစားနေကြတယ်ပြောမယ်ဆိုရင် UEFA ကလက်ရှိမှာအဲ့ဒီ scenario နဲ့ပတ်သက်ပြီးတော့တိကျတဲ့ရှင်းတန်းတော့ထုတ်ထားခြင်းမရှိဘူးဒါပေမဲ့သူ့ရဲ့ rules book ထဲမှာပါတယ်ဗောနော်အဲ့တော့သူ့ရဲ့ rules book ထဲကပါတဲ့ terms တွေကိုကျွန်တော်တို့ကဆွဲထုတ်ပြီးတော့အခုလိုမျိုးတင်ပြနေတာဗောနော်ဒါကျွန်တော်တင်ပြရဲဆိုတာကလည်းဒါနိုင်ငံတကာသတင်းဌာနတွေဒါရေးထုတ်တင်ပြထားပြီးသားအရာကိုအနှစ်ချုပ်ပြီးတော့လွယ်ကူတဲ့နည်းလမ်းနဲ့တင်ပြပေးတာဖြစ်ပါတယ်ပြည်သက်တွေအနေနဲ့လည်းဒါ ရှုပ်ထွေးမှုရှိမယ်ဆိုရင်တော့ဒါမဟုတ်တချို့သော exact scenario သိကျင်နေဆိုရင်ကျွန်တော်ကို comment ပေးခဲ့လို့ရပါတယ်ကျွန်တော်အဲ့လို comment ပေးတဲ့ဟာမှာကျွန်တော်ပြန်တွက်ထုတ်ပြီးတော့အခြေအနေတစ်ခုကိုဘယ်အသိဉာဏ်ရနိုင်တယ်မရနိုင်ဘူးဆိုတာကျွန်တော်ပြန်ပြီးတော့ feedback ပြန်ပေးလို့ရပါတယ်အဲအခုကျွန်တော်ပြောနေတဲ့အခြေအနေမှာအရာအလုံးကိုထည့်ပေါင်းပြီးတော့ပြောလိုက်မယ်ဆိုရင်အင်တန်ရှုပ်ထွေးသွားပြီးတော့ဘလူးမနားလည်နိုင်မနိုင်တော့တဲ့အခြေအနေတွေကိုရောက်ရှိသွားနိုင်တယ်အဲ့လောက်ထိကိုလက်ရှိအဲဒီ allocation နေရာရှုပ်ထွေးနေရာပေါ့နော်ပြောမယ်ဆိုရင်အဲ့ဒီအောက်ကို တနေရတနေရတိုးသွားတဲ့ဟာပြီးတော့အဲတိုးသွားတဲ့ဟာမှာအဆင့်ရှစ်အဆင့်ခွန်အဆင့်ရှစ်အောက်ရောက်ရှိဖို့လိုအပ်တယ်ချဲစီအဆင့်ရှစ်အောက်ရောက်ရှိမယ်ဆိုရင်တခြားသောအသင်းတွေဝင်ဝင်ရရှိနိုင်စီပိုများတယ်အစရှိသဖြင့် imminent show ထွေးတဲ့ allocation rules တွေရှိနေတယ်ပေါ့ဒါကြောင့်မလို့ exact scenario ကိုကွန်မန့်ပေးထားခဲ့ရင်တော့ကျွန်တော်အနေနဲ့ပြန်ပြီးတော့အဲဘလို့ဖြစ်နိုင်ချေရှိလဲဆိုတော့ဟိုပြန်ပြီးတော့ပြပေးခဲ့လို့ရပါတယ်ပြုံးမဲ့ဆိုရင်တော့ Premier League ရဲ့လက်ရှိမှာဖြစ်နိုင်ချေအများဆုံးအနေထားကတော့၈သင်းဟာဥရောပဝင်ဝင် ရရှိဖို့အင်တာများနေတယ်။ဒါအပြင်ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းနေတာကအဆင့်8 9 10မှာရက်တည်နေတယ်။8ကဘုံမောက်9ကဖူဟန်10ကဘရိုက်တန်အဲ့ဒီ၃သင်းဟာရမတ်တူဖြစ်တယ်။အဲ့ဒီ၃သင်းဟာအဆင့်၅မှာရှိတဲ့ Manchester City နဲ့ခွနမ်းမှတ်ပဲကွာတယ်။အဲ့တော့၆ပွဲကြံနေသေးတဲ့အချိန်မှာအရာအလုံးဖြစ်နိုင်ခြေရှိတယ်။ကျွန်တော်ဆိုလိုတာခုန၃သင်းဟာအဆင့်၅နဲ့ Manchester City နဲ့ရာကိုလူမယ်လို့ဆိုလိုတာမဟုတ်ဘူး။အဲ့ဒီဒီ၈နဲ့ရာကိုလူနေခြင်းဟာပဲ ဒီ Yoruba Conference Sport အတွက်အတိတ်ပဲရှိနေတယ်။ဒါအပြင်ဒီခုနှစ်တဆင့်တိုးသွားပြီဆိုတာ Yoruba League ဖြစ်သွားပြီ။ပို့ပြီးတော့စုချင်းရများလာပြီ။ပို့ပြီးတော့ရုပ်သံဖွဲ့မှုများပြားလာပြီဖြစ်ပြီးတော့ပို့ပြီးတော့ခန်းထားတဲ့ပြိုင်ပွဲဖြစ်လာပြီပေါ့နော်။အဲ့တော့ဒီအတွက်အထူးသဖြင့်ဒါ Brighton လို့အသင်းတော် Fulham လို့အသင်းအတွက်ဒီအရာအင်မတန်အရေးပါနေတာပေါ့နော်။အရေးပါနေတဲ့အတွက်သူတို့ရဲ့ပွဲတွေပွဲချင်းချင်းကမှုပါလေပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာပြီးတော့ Europe တိုက်ပွဲ European Competition အတွက်ဘန်ဒယ်စ်တွေကတကယ်ကို အပြည့်အဝဆွဲဆောင်မှုရှိနေတာဖြစ်ပါတယ်အဲ့တော့လက်ရှိအခြေအနေမှာတော့ပရီးမီးယားလိဟာသမိုင်းကြောင်းတစ်လျှောက်မှာအပြင်းထန်ဆုံးသောဥရောပဝင်ခွင့်တိုက်ပွဲအခြေအနေကိုရောက်ရှိနေတယ်ဒါလက်ရှိဥရောပရဲ့ UEFA ရဲ့စီးမင်းသစ်တွေကြောင့်ပေါ့နော်စီးမင်းသစ်တွေကြောင့်လည်းပိုပြီးတော့လှုပ်ရှားတက်ဝင်လာတယ်ပြောမဆိုရင်ဒီနှစ်မှာ UEFA အနေနဲ့ဒီအခြေအနေကိုကြုံတွေ့ပြီးတဲ့နောက်မှာတော့နောက်နှစ်မှာနောက်ထပ် rule အသစ်တွေ ဒီ loop hole တွေကိုပြန်ထောက်ထားတဲ့အချက်တွေပြန်ထုတ်လာနိုင်ဖို့ရှိမယ်လို့ကျွန်တော်တို့အခက်မှန်မိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ခုနလိုမျိုးအတိကျအားလုံးပြတ်သွားတဲ့အခါမှာ lead တစ်ခုရဲ့10သိန်းလောက်အထိဟာ formula အရဝိပဝင်ဝင်ပြန်ပွဲတွေကိုဝင်ရောက်ရှင်းပြန်ဝင်ရရှိမယ်ဆိုရင်ဒါဟာ premier league လိုမျိုးဝင်ငွေတစ်ဖက်ဆောင်းနင်းလောက်အထိရရှိနေတဲ့ league အတွက် favor တစ်ခုဖြစ်နေနိုင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးဆုံးဖြစ်မလဲဆိုတာကတော့တခြားသော leak တွေရဲ့ reporting တွေပေါ့လေ multi နေသေးတာပေါ့နော်အဲ့တော့ဒါကိုတော့ကြာဖြစ်နိုင်ခြေရှိတယ်ဒါ dispute ဖြစ်နိုင်တဲ့ကိစ္စတစ်ခုအဖြစ်ကျွန်တော်တို့မြင်မိတယ်ဘော်လုံးရဲ့ governing body တွေပြီးတော့ law making ဒီ person တွေအတွက်ခေါင်းစားစရာအခြေအနေ regulation making တွေအတွက်ခေါင်းစားစရာအခြေအနေတွေလည်းဖြစ်ပြီးတော့အဲ့လိုဖြစ်အောင်လဲ Premier League အားသင်းဖို့ကောင်းလောက်အကောင်းဆုံးဒီကန္ဓာအသီးသီးမှာဒါစွမ်းဆောင်နေနိုင်တယ်ပေါ့နော်ပြောမယ်ဆို Chelsea ကလည်း Conference League ကို လက်မှတ်ကမ်းမအတိုင်းဆိုရင်ရဖို့ရခဲ့တော့တော်တော်လေးများတယ်သတ်မှတ်လို့ရတယ်ပေါ့နော်မန်ချက်စတာယူနိုက်တက်နဲ့တော်နယ်ဟော့စပါကလည်းကံကောင်းစွာပဲတစ်ဖက်တစ်ချက်စီမှာရှိနေတဲ့အတွက်နှစ်သင်းစလုံးကကျွန်တော်တို့မျှော်လင့်ချက်နိုင်ခြင်းများနေတဲ့အခြေအနေတစ်ခုမှရှိတယ်ပေါ့နော်အဲ့တော့ချန်ပီယံလိကတော့ထားပါတော့ချန်ပီယံလိရဲ့ချန်ပီယံကဒီချန်ပီယံလိဝင်ဝင်ရတယ်ဆိုတာကအထူးဆန်းချန်ပီယံလိမှာချန်ပီယံဖြစ်နေမှာတော့အဲ့အသင်းကဒီလမ်းကြောင်းကနေချန်ပီယံလိဝင်ဝင်ကိုမျှော်နေစရာအများကြီး ရှိမနေဘူးပေါ့နော်ဒါဒီလိုတမန်ကြောင်တစ်ချောင်းပါလေဒါတစ်ခါပဲဖြစ်ခဲ့ပြီ2004 2005က Liverpool Istanbul ညတော့ကပေါ့လေအဲ့တော့ဒီ Champion League Champion ဖြစ်မဲ့အသင်းကဒီလမ်းကြောင်းကနေ Champion League ဝင်ဝင်ကိုမျှော်နေစရာအောင်မလို့သူ့အနေနဲ့ automatic ရရှိပြီးသားတည်ငြိမ်ပြီးသားအောင်မြင်ပြီးသားအသင်းပဲဖြစ်နေဖို့90%ရှိတယ်ပေါ့နော်အဲ့တော့ဒီဘက် Europa League နဲ့ Conference League တွေရိုက်ခတ်မှုပြီးတော့ FA ဖလားနဲ့ Carabao ဖလားရဲ့ရိုက်ခတ်မှုတွေကအခုလိုမျိုးရှုပ်ထွေးမှုတွေဖြစ်စေတယ်ဖြစ်စေခြင်းအပြင်ကျွန်တော်တို့ဒါအရင်ကုန်ခံစားမှု ဟိုရရှိနေတယ်ဗောနော်ခြေစွမ်းပိုင်းအဖြစ်အရသာရှိတဲ့အကြောင်းတွေကတော့ကျွန်တော်လည်းဒါမကြာခဏပြောပြခဲ့တယ်ပြီးတော့ဒီပြီးခဲ့တဲ့ရက်ပိုင်းတွေတော့တင်ဆက်ပေးခဲ့တဲ့ဒါအသင်းလက်တွေရဲ့ဒီဥရောပဝင်ဝင်တိုက်ပွဲကိုလည်းဆော့ကာဟော့စ်မှာတင်ဆက်ပေးခဲ့တယ်ကျွန်တော်ရဲ့ channel မှာလည်းဒီအသင်းတွေရဲ့ tactical landscape အကြောင်းကိုတင်ဆက်ပေးခဲ့တာဒီအများကြီးရှိတဲ့လွန်ခဲ့တဲ့လတွေကလည်းတင်ဆက်ပေးခဲ့တာရှိပါတယ်အဲ့ဒီ video တွေမှာကြည့်ရှုအားပေးလို့ရပါတယ်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ